ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာနေပြည်တော်ကို နေချင်းပြန်ခရီးစဉ်အဖြစ်ဒီဇင်ဘာလ9ရက်ကသွားရောက်ခဲ့စဉ်ရွေးကောက်ပွဲမှာတဆင့်နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စေရန်မျှော်လင့်ကြောင်းပြောကြားသွားခဲ့ပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမြန်မာစစ်ကောင်းဆောင်အပါအဝင် နေပြည်တော်ကထိပ်ပိုင်းအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ထိုင်းစစ်တပ်ကဒုတိယအကြီးအကဲနဲ့ ကြီးတဲ့ဦးစည်းကျုပ်တို့လည်းလိုက်ပါသွားတယ်လို့ထိုင်းဘက်ကသတင်းထုတ်ပြန်ထားပါတယ်။မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်တာကြောင့်အတိအမှန်မပြုတ်ကြောင်းနိုဝင်ဘာလ25ရက်ကထုတ်ပြောခဲ့တဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီယာဆက်ဟာရွေးကောက်ပွဲမှာတဆင့်နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စေရန်မျှော်လင့်ကြောင်းထပ်မံပြောဆိုလာပြန်တာဖြစ်ပါတယ်။ အဲ့ဒီခရီးစဉ်မှာထိုင်းမြန်မာအမတ်နဲ့ချစ်ကြည်ရေးတရားကိုပြန်ဖွင့်ပြီး ကုံတွယ်ရေးပြန်စနိုင်ဖို့ကိုလည်းဝင်ကြီးကဆွေးနွေးခဲ့တယ်လို့ထိုင်းနိုင်ငံသားဝင်ကြီးဌာနကသတင်းထုတ်ပြန်လာပါတယ်စစ်ကောင်စီဘက်ကတော့အခုတွဲဆုံမှုမှာနေဆက်ဒေတာတည်ငြိမ်ရေးထိုင်းမြန်မာနှစ်နိုင်ငံ ပူးပေါင်းလှုပ်ဆောင်ဖို့ နေဆက်မှာလက်နက်ခဲယမ်းတွေတရားမဝင်ရောင်းချနေမှုတွေကိုနှစ်နိုင်ငံပူးပေါင်းထိန်းသိမ်းဖို့နဲ့ KK ပတ်နဲ့ရွှေကိုကိုကအစအဦးတွေကိုဖြိုချဖျက်ဆီးမှုအခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိုင်းသတင်းတွေအရနေဆက်မှာစစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးတွေထိုင်းမှချမ်းကိုကြားရောက်ပောက်ကွဲတာနဲ့ထိုင်းနိုင်ငံသားတချို့ဒဏ်ရာရမှုတွေဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဂျာယီဝင်ကြီးမစ္စတာဆီယာဆက်ပုန်ကက်ကောင်းရဲ့နေပြည်တော်ခရီးစဉ်ပေါ်ထွက်လာတာပါမြန်မာဘတ်ချန်းကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေကြောင့်ထိုင်းနိုင်ငံ တက်ခရိုင်မှာအရက်သားတွေဒဏ်ရာရရှိပြီးနောက်တင်းကျပ်တဲ့အစီအမံတွေလှုပ်ဆောင်မယ်လို့ထိုင်းစစ်တပ်အကြီးအကဲကတတိပေးထားပါတယ်အလားတူဖြစ်စဉ်တွေထပ်ဖြစ်လာခဲ့ရင်လက်တော့ပြန်ဖို့ထိုင်းနိုင်ငံကပြင်ဆင်ထားတယ်လို့လည်းတတိပေးထားပါတယ်